အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ချင်းမိုင်ကိုရောက်ခဲ့မယ်ဆိုရင်သွားလေတဲ့နဲ့ recommended နေရာတွေကတခုဖြစ်တဲ့ Mekabaung Village ကိုရောက်နေတာပါဒီမှာကတော့တော်တော်များများကတော့လာတဲ့ foreigner တွေခီးသွားဧည့်သည်တွေအကုန်လုံးကဒီ Mekabaung လာပြီးလေကြတယ်ပေါ့နော်ကြီးရွာကတော့အကြီးကြီးတော့မဟုတ်ဘူးဒါပေမဲ့တပုံရိုက်တို့လာတဲ့အစားတောက်လေးတွေဆိုရင်လည်းရတာရှိတယ်ဒီသူ့ရဲ့နေရာလေးကလည်းကြီးရွာဆိုတော့လည်းပဲကျွန်တော်တို့ ခုဖြစ်တယ်ဗောလीเนาะလာရတာစိတ်ချမ်းသာဖို့ကောင်းတယ်အဲတန်ရှင်းတည့်ရပြီးတော့မှလှပါတယ်တိတိကျကျစောက်ထားတဲ့တလုံးအိမ်လေးနဲ့ကျွန်တော်တို့ချေးလို့ရတယ်ဗောလीเนาะစားတော့ဆိုင်နေရှိတယ်အမှတ်တရပစ္စည်းဝယ်လို့ရတဲ့ဆိုင်နေရှိတယ်တပ်ပုံရိုက်လို့ကောင်းကောင်းလုပ်ပေးထားတဲ့နေရာတွေရှိတယ်ဗောနော်ဒီနေရာဆိုလို့ရှိရင်လည်းကျွန်တော်တပုံရိုက်လို့ ောင်းတဲ့နေရာတစ်ခုလေးရအပောင်းပဲဒါနဲ့ကျွန်တော်လမ်းဖြတ်လျှောက်ထားတာပေါ့ဆိုတော့ဒီလိုလာမယ်ဆိုရင်တော့ဗောနော်ကျွန်တော်တို့မနက်စောစောတုံမဟုတ်ညနေပိုင်းလာတာပိုကောင်းတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့မနက်စောစောပို့ပြီးတော့ recommend ပေးပါတယ်ဘာဖြစ်လို့ဆိုတော့ဒီ 9နာရီခွဲ10နာရီနောက်ပိုင်းနဲ့ညနေပိုင်းတော်တော်များကလူတွေအရန်ရှုပ်သွားပြီအဲ့လိုဆိုတော့ဘာဖြစ်လဲဆိုတော့ဗျာကျွန်တော်တပုံရိုက်မယ်ဆိုရင်လူကဟိုလူကဝင်ရချင်းဒီလူကဝင်ရချင်းနဲ့ကိုကတည်တည်ချာချာ view ကိုယူလို့မရဘူးပေါ့နော်ပြီးတော့လူကမရှင်းနေပဲနဲ့လူတွေရိုက်ရှုပ်ရက်ခတ်နေတော့တပုံရိုက်တဲ့အခါမှာမြင်ကွင်းထဲမှာအရန်ရှုပ်နေတယ်အဲ့လိုလေပက်ပြီးသွားတဲ့အခါကျွန်တော်တို့ရှေ့ဆက်မသွားခင်မှာဒီဆိုင်လေးမှာကျွန်တော်တို့အရသာလေးကောင်းတဲ့ဆိုင်လေးမှာဝင်ပြီးတော့စပြစ်ပါတယ် တော်တော်များများတော့ဒီဆိုင်မှာလာပြီးစားကြတယ်ဆိုင်လည်းတိတ်မရှိဘူးပေါ့ဗျာအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့မက်ကဘောင်ရေတကုံကိုသွားပြီးတော့လေတယ်ပေါ့နော်မက်ကဘောင်ကျွာကနေတိတ်လည်းမဝေးဘူးဆိုတော့ရေတကုံကတော့အာရန်ကြီး waterfall အရန်ကြီးကျနေတဲ့နေရာမျိုးတော့မဟုတ်ဘူးသူကတစင်ပြီးတစင်ကျနေတဲ့နေရာလေးဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆဆတက်ချင်းတွေ့ရတဲ့နေရာလေးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့တပုံနည်းနည်းပါးပါးရိုက်လို့ရတယ်အဲ့ဒါပြီးကျွန်တော်တို့အပိုးဆက်တက်ရတယ် ဆိုတော့ကျွန်တော်တို့စက်တက်တာတော့အပေါ်ဆုံးထိရောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်တက်မလဲအေးစေးစေးဆိုကျွန်တော်တို့15မိနစ်မိနစ်20လောက်တော့မကဘူးတက်ရတယ်ပေါ့နော်။နိုင်ဝက်လောက်တော့ကြာမယ်ထင်တယ်။အေးစေးစေးနားလိုက်တပုန်ရိုက်လိုက်အပေါ်ကိုစက်တက်လိုက်နေပေါ့။ဆိုတော့ဒါနောက်ဒုတိယအဆင့်မှာဆက်ပြီးတွေ့ရတဲ့ waterfall ပေါ့နော်။အကြီးဆုံးကတော့ဒီနေရာလို့ပဲကျွန်တော်ထင်တယ်။ဒီနေ့နေရာတွေကတော့ခက်သေးသေးလေးပဲ။အာရေလေးတွေဆိုရင်အေးနေရာပဲ။ဆိုတော့ကျွန်တော်ဒါပြီးစက်တက်လာတယ်ပေါ့နော်။ ဆိုတော့ဒီပုံရိုင်းလို့ကောင်းတဲ့နေရာတစ်ခုထဲမှာပါတယ်အဲပြီးတော့မှကျွန်တော်တို့အုပ်စုဖွဲ့သွားကြမယ်ဆိုရင်လည်း adventure ပုံစံမျိုးလေးပေါ့နော်အဲကျွန်တော်တို့ရေတပုံလေးလည်းမြင်ရတယ်ပြီးတော့အပေါ်ကနေလမ်းပြီးကြည့်ရတယ်ပေါ့နော်ကြည့်လို့ရတယ်ဆိုတော့အမျိုးကြည့်ရင်ပဲနော်ဆိုတော့စာသားလေးရွတ်လို့ရတယ်ပေါ့အပေါ်ဆုံးပိုင်းတော့လူတွေသိတတ်တာမတွေ့ရဘူးဘာလို့ဆိုတော့ဟိုအပေါ်နည်းနည်းမြင်နေပေါ့နော်သိ သိပြီးတော့အဲတပ်ပုံရိုင်းဖို့နေရာလောက်ကလည်းအောက်ပိုင်းလောက်ပဲရှိတာတယ်เนาะအပေါ်ပိုင်းမှာကျွန်တော်တို့ကမထူးပါဘူးလေစက်တံမဲ့ဆိုပြီးတော့စက်တံဖြစ်ကြတာအပေါ်ဆုံးဒီတက်လို့ရအောင်လေသူတို့လျှံနေပါတေချာလုတ်ပေးတာဒါတော့ကျွန်တော်အပေါ်ရောက်ပြီးရေဘူးမယူခဲ့ပြီးတော့ရေရလည်းအေးနေတော့တောက်ချင်တာ ਨੇ အပေါ်ကဘလူတွေလှုပ်ချတာလဲတော့မသိဘူးကြီးတော့တောက်ခဲ့သေးတယ်ဒါတော့ကျွန်တော်တို့ဆက်ပြီးတော့တက်ဖြစ်တယ်ဗောနော်ဒီမှာတော့လူသိမ့်မတွေ့ရတော့ဘူးကျွန်တော်တွေ့ရတဲ့နေရာရေကောက်တောက်ချလိုက်တာပဲဟုတ်တယ်ရေ ဒါပေမဲ့ရေကတော့မိုးရေမဆန်ဘူးပေါ့နော်အဲတောင်ကြားရေဆိုတော့လေတောက်လို့တော့ရပါတယ်အပေါ်ကလည်းတနက်ပြန်ပြန်ဖြစ်တာရင်တော့ပူကောင်းတော့ပေါ့နော်ဒါကျွန်တော်အပေါ်မတွေ့ခင်မှာဒီနေရာကနေမှပြောမယ်ဆိုရင်ဒီနေရာကနေဆက်ပြီးတက်ခွင့်မပေးတော့ဘူးအဲကျွန်တော်တို့ကလည်းရှေလေးကိုနည်းနည်းလေးချုံပြီးတော့သွားလိုက်တယ်ပေါ့နော်အပေါ်တော့မှရေများတောက်လို့ရမလားပေါ့အပေါ်မှာနေရာမပေးထားဘူးအဲသွားမယ်ဆိုရင်တော့ချီချင်းသွားလို့ရတဲ့နေသားရှိတယ်ဒါပေမဲ့ခကြီးသွားလဲသူတွေကို ့တောင်းခွင့်မပေးတော့ဘူးเนาะအဲ့ဒါနဲ့ကျွန်တော်ဒီနောက်ဆုံးမြန်လေးမှာတပ်ပုံလေးရိုက်ဖြစ်ကြတယ်အဲ့အဲ့ပြန်ပြီးတော့ပြန်ဆင်းလာခဲ့တယ်ဗောလေနော်ပြန်ဆင်းလာပြီးကျွန်တော်ဘယ်ဆက်သွားလဲဆိုတော့အဲ့မှာကျွန်တော် view point coffee sign လေးရှိတယ်တပုတ်ရမ်းရိုက်လို့ကောင်းတယ်အစားတောင်းလေးစားပြီးတော့မှငေးလို့ကောင်းတဲ့နေရာလေးဗောနော်တချို့ဆိုရင် coffee လေးတောက်ပြီးဒါအဓိကတော့ coffee sign ပဲလေနော် coffee လေးတောက်ပြီးတော့ခြေတော့ဒါလေးကိုလည်းမြင်ရအောင်လို့ကျွန်တော် view လေးကိုတည်ချာရိုက်ထားတာပါ တငယ်ကြီးနေဒီမှာနာအာနာပြီးတော့ဒါတပ်ပုံလေးပါလေးရိုက်ပြီးတော့အစားတောက်လေးပါလေးအေးလေးပါလေးတောက်ပေါ်လေးနော်ပြီးတော့မှအချာကိုစားခြင်းနဲ့စားလေးရှိတယ်စားပေါ့ဒါတော့မသိဘူးကျွန်တော်ရိုက်ထားတာပဲလာမလာတော့မသိဘူးဒါပြီးတော့ကျွန်တော်တို့အားလုံးပဲနေ့လေ3နာရီလောက်မှပြန်လာခဲ့လိုက်တယ်ပေါ့နော်အဲကားကတော့ကျွန်တော်တို့ရှေ့မှာပြခဲ့တဲ့အချိန်မှာကားအနီလေးကိုကျွန်တော်တို့အပြတ်ငှားသွားတဲ့လူ6ယောက်ပေါ့နော်ဆိုတော့တိတ်လေကုန်ကြစီလေ သိမ့်မများဘူးတဏိတာခကြီးအနေနဲ့လည်းလက်တာပတ်သွားလို့ရတယ်ကွန်ဖီဇန်လေးသွားလိုက်ခြေတကုံလေးတက်လိုက်ပြီးလို့ရှိရင် view point လေးမှာတေချာချေးပြီးတော့ဒါပြန်လာဆိုတော့တကယ်ကြီးနေနဲ့မှတ်တရလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ချင်းမိုက်အောင်သွားမယ်ဆိုရင် recommended ပေးတဲ့နေရာတစ်ခုကအလုံးမချင်းနေရာဖြစ်ပါတယ်